လူဆိုတာတစ်ခါတည်းကြတော့ထင်ကြီးလေးစားယုံသိမှုခံရတဲ့အချိန်ပိုင်းရှိတယ်လို့ကိုယ့်ကိုအဖက်မလောက်ခံရတဲ့အချိန်မျိုးလည်းရှိတယ်ပြန်ပြောတော့နော်ကိုယ့်ကိုယုံသိလေးစားမှုအလေးထားမှုမရှိဘူးအဖက်မလောက်ကြတော့ဘယ်ဟာပဲဖြစ်ဖြစ်လူယုံသိရှင်ယုံသိခံရတဲ့အခါမှလည်းအချိန်မကြီးနဲ့လူတကာကအဖက်မလောက်ဘူးဆိုလို့ပဲစိတ်ဝမ်းဝမ်းမနေနဲ့ ဒါတွေဟာအဓိကမဟုတ်ဘူးကိုယ်မှာအဓိကကတော့ကိုချင်းသီလပြည့်စုံမှုကအဓိကကုသိုလ်ကောင်းမှုရနေမှုကအဓိကစိတ်ကောင်းနှလုံးကောင်းထားလို့အသိပညာတွေတက်ဖို့ရအဓိကပညာနဲ့တက်ဖွဲ့ဖို့စဉ်းစားသုံးသပ်ရဖို့ကအဓိကအဲ့ဒီကြလို့ရှိရင်လူမသိသူမသိကိုယ်မလေးစားဘူးဆိုဘာမှမလုပ်နဲ့ဥပုသ်ဆောင်ပိုင်းမယ်နော် တရားနာနေမယ်ပညာသင်နေမယ်ကိုယ့်အကိုတက်အောင်ကုသိုလ်ရအောင်နေလိုက်မယ်အဲ့ဒါအဓိကလူမသိတော့လဲကိုကောင်းတာပေါ့အာစကားပြောပဲမရှိတော့ပို့ပြီးတော့ကုသိုလ်ရတော့တရားအထုတ်ဖို့အချိန်နေပို့ရလာတယ်နေလိုက်တက်တယ်ကောင်းတယ်ပို့ပြီးတော့အခွင့်ရရတယ်အရင်တော့မှငါအဖက်လုံမဲ့လူတွေရှိတယ်အခုဘယ်သူမှအဖက်မလုပ်ဘူးဘယ်သူမှကိစ္စဆိုင်ဆိုင်မလုပ်ဘူးကိုထမင်းကိုစားတရားအထုတ်နေမယ်ဆိုစိတ်ထဲမွေးတယ်